Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက်ဂုဏ်ပြုချီးမြှင့်ငွေ3900ကျော်ပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်၌မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏အစည်းအဝေးအမှတ်စဉ်၈မြင်းဆောင်၂025ဆုံးဖြတ်ချက်အရခင်ဦးမြို့နယ်ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက်အတိမတ်ပြုဂုဏ်ပြုချီးမြှင့်ငွေ918သိန်း5000ကျပ်ကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်ပညာရေးဌာနတာဝန်ရှိသူများထံလက်ရောက်ပေးအပ်ခဲ့ကြောင်းခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ပါသည်ထို့အပြင်မြို့နယ်အစည်းအဝေးကိုမြင့်ဆောင်2025ဤဆုံးဖြတ်ချက်အရာ ်ကြားကြံရှိနေသေးသည့်ဌာနဆိုင်ရာအသီးသီး၏ CDM ပြည်သူဝန်ထမ်းများအတွက်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သွားမည်အစီအစဉ်ကိုအကောင့်ထဲပို့ဆောင်ရန်မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီး၏ရေးရာတာဝန်ခံများထံ CDM ပြည်သူဝန်ထမ်းဆင်းရဲများတောင်းခံထားလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ကင်းနီဒေတာအတွက်ဈေးဝါနှင့်ကျန်းမာရေးထောက်ပံ့မှု Project Health Shield Campaign စတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ရင်ဒီဒေတာရှိရှေ့တန်းနှင့်နောက်တန်းဆေးရုံများအတွက်စေဝါနှင့်ကျန်းမာရေးလိုအပ်ချက်များဖြည့်ဆည်းပေးရန် Project Healthy Campaign ကို2025ခုနှစ်အောက်တိုဘာလ1ရက်မှ31ရက်အထိစတင်လိုက်ပြီဖြစ်ကြောင်းအသိပေးကြေညာထားပါတယ်။ Project Healthy သည်ကရင်ဒီဒေတာရှိဒေတာခံပြည်သူများစစ်ဆောင်ပြည်သူများနှင့်တော်လှန်ရေးရဲဘော်များအတွက်အရေးပေါ်ကူတာမှုခွဲစိတ်မှုနှင့်ကျန်းမာရေးဆောင်ရှားမှုများကိုချင်းနှင့်တပြေးညီပေးအပ်နိုင်ရန်ညီရွယ်ထားသည့်ကမ်ပိန်းတစ်ခုဖြစ်ပြီး ထိုစီမံကိန်းသည်ကရင်ပြည်ဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့ KNDF ဗဟိုချမ်းမာရေးဌာနနှင့်အိုဝမ်းစေယုံတို့ဓာတ်ရိုက်ထောက်ပံ့မှုများပြုလုပ်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလတလတာကမ်ပိန်းကာလအတွင်းရှေ့တန်းနှင့်နောက်တန်းစေယုံများအတွက်၃လစာစေဝါနှင့်ချမ်းမာရေးအသုံးစရအတွက်အမေရိကန်ဒေါ်လာ5000ရရှိရန်ရည်မှန်းထားတယ်လို့သိရပါတယ်။ထိုကမ်ပိန်းကို We Support Heroes O1 Medical Team နှင့် KNDF ဗဟိုချမ်းမာရေးဌာနတို့ကဦးဆောင်ဆောင်ရွက်မှာဖြစ်ပြီး မြို့သားညီညွတ်ရေးအစိုးရ၏ရမုံငွေဌာန CRPHOFB Fundraising Programming ရမုံငွေရှာဖွေသူများနှင့်ပြည်တွင်းပြည်ပတော်လှန်ရေးထောက်ခံသူများကဝိုင်းဝန်းပံ့ပိုးကူညီမှဖြစ်တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာဆလဘီ Justice for Myanmar သည်2025ခုနှစ် Right Livelihood Award ဆုရှင်အဖြစ်ရွေးချယ်ခံရတဲ့သတင်းကိုတင်ပြပေးပါမယ် Justice for Myanmar အဖွဲ့သည် 2025ခုနှစ်အတွက် Right Livelihood Award ဆုရှင်အဖြစ်ရွေးချယ်ခံခဲ့ရပြီးထိုဆုသည်ကမ္ဘာတဝန်းရှိငြိမ်းချမ်းရေးတရားမျှတမှုနှင့်ရည်ရှိတည်တတ်မှုအတွက်ကြိုးပမ်းဆောင်ရွက်သူများကိုအတိမတ်ပြုပေးအပ်သည့်ဂုဏ်သိက္ခာရှိဆုတစ်ခုဖြစ်ကြောင်း GFM မှအော်တိုဘားလ1ရက်နေ့မှအတိပေးထုတ်ပြန်ပါသည် Justice for Myanmar သည်2021ခုနှစ်ဖေဖော်ဝါရီလတွင်မြန်မာစစ်တပ်၏တရားမဝင်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေသည့် မြမပြည်သူများ၏ရဲစွမ်းတက်သည့်အတွက်ဂုံပြုသည့်အနေဖြင့်ထိုစုကိုလက်ခံရယူမှာဖြစ်တယ်လို့ဖော်ပြပါတယ်ထိုစုသည်မြမပြည်သူများ၏ Federal Democracy ငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွက်ရုန်းကန်ကြိုးပမ်းမှုများကိုကဘာကြီးကအတိမတ်ပြုကြောင်းထင်ရှားစေသည့်အရေးပါသောသတိပေးချက်တစ်ရက်လည်းဖြစ်တယ်လို့သိရပါတယ်စစ်အုပ်စုအားဗန္နာငွေလက်နက်နှင့်စွမ်းဆောင်ရည်များထောက်ပံ့ပေးနေသည့်နိုင်ငံတကာအစိုးရများ corporation များနှင့်မြမခရိုနီများကြောင့် ကြမ်းဖက်မှုများဆက်လက်ဖြစ်ပေါ်တယ်လို့ထောက်ပြထားပါတယ်။ထို့အပြင်ဆေးအုပ်စုသည်2025ခုနှစ်ဒီဇင်ဘာလတွင်အတူရောင်ရွေးကောက်ပွဲတစ်ခုကျင်းပရန်ပြင်ဆင်နေပြီးခုခံတော်လှန်မှုများကိုဖြိုခွင်းရန်အရက်သားများအပေါ်အကြမ်းဖက်မှုများတိုးမြင့်လှုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။မယ်ရနာမောင်ကလက်တွေ့အရေးယူဆောင်ရွက်တာတွေလှုပ်ဆောင်မှုကအခုအချိန်မှအရေးကြီးဆုံးပါပဲ။ကမ္ဘာတဝန်းကအစိုးရတွေအနေနဲ့ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြဖို့ ပြည်သူအပေါ်ကျူးလွန်တဲ့ဆေးအုပ်စုရဲ့အကြမ်းဖက်ဆစ်စင်ရေးကိုတက်ဆိုးရှည်စေတဲ့ဆက်လက်နက်ဆက်ကရိယာနဲ့လေရင်စီစီဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေးပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကိုညှိနှိုင်းချမှတ်ကြဖို့တောင်းဆိုပါတယ်။ကုမ္ပဏီတွေယင်းနီးမြုပ်နှံသူတွေအနေနဲ့ဆေးအုပ်စုရဲ့ဗန်နံငွေဆက်လက်နက်ဆက်ပစ္စည်းကရိယာနဲ့လေရင်စီရရှိမှုတွေကိုဖျက်တောက်ဖို့မဖြစ်မနေဆောင်ရွက်ရမှာဖြစ်တယ်လို့တောင်းဆိုထားပါတယ်။ယခုနှစ် Rive Livelihood အဝတ်ဆုရှင်များတွင်ဆူဒန်နိုင်ငံမှာ Emergency Response Rooms Pacific Island Student Fighting Climate Change ဂူအန်မဂျူလီယန်အာဂူရိုနဲ့ထိုင်ဝမ်မှအော်ဒရီတန်းတို့ပါဝင်ပြီး1980ခုနှစ်မှစတင်ပေးရလာခဲ့သည့်ထိုစုသည်ယခုအချိန်ထိနိုင်ငံ82နိုင်ငံမှလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း203ဦးကိုချီးမြှင့်ပေးရခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအခြေခံလျှက်စစ်နှင့် အဲကွန်ရေခဲတစ်တာပြုပြင်တင်နှန်းအတွက်တင်နှန်းသားများကိုပြည်သူပန်းနိုင်ခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူပန်းနိုင်ပေါင်းစည်းလန်းအတံမွေးတင်နှန်းမှ CDM စစ်သားရဲသားနှင့်အရက်ဖက်ဝန်ထမ်းများနိုင်ငံရေးတက်ကြွအလှူရှားသူများနှင့်ကိုလက်အင်္ကာထိခိုက်ခဲ့သောတွန်လိုင်းရဲဘော်ဟောင်းများအတွက်အခြေခံလျှက်စစ်နှင့်အဲကွန်ရေခဲတစ်တာပြုပြင်တင်နှန်းကို ထိုင်းမြန်မာနယ်စပ်တွင်ဖွင့်လှစ်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။အဆိုပါတင်နှန်းတွင် တင်နန်းသားပြမျှ၁၀ဦးလက်ခံ၍တရက်မှ၄နာရီတပတ်မှ၅ရက်နှင့်ရက်တစ်ပတ်၆ပတ်ကြာဖွင့်လှစ်တင် जा ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။အခြေခံပိုင်းတိုင်းကျွမ်းကျင်မှုရရှိစေရန်စာရွေးနှင့်လက်တွေ့ပေါင်းဆက်ဆွေးနွေးပို့ချသွားမှာဖြစ်ပြီးအခြေခံလျှက်စစ်ဘာသာရပ်အဲကွန်ရေကဲတ္တအခြေခံသဘောတရားနှင့်စစ်ဆေးပြုပြင်ခြင်းတို့ကိုတင် जा ပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ပေါင်းစည်းလန်းအတံမွေးတင်နန်းတို့တက်ရောက်လိုသူများအနေဖြင့် အခြေခံသတ်မှတ်ချက်နဲ့အညီအမေရိကန်စိတ်ဝင်စားပါကတင်နန်းအတွက်အချိန်ပေးနိုင်ပြီးယခုအလုတ်ကင်ဖြင့်ဆက်လက်အတက်မွေးဝမ်းကြောင်းပြုမယ်လို့ရည်ရွယ်ထားသူများသာရှောက်ထားပေးပါရန်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။တင်နန်းတက်ရောက်လူပါက2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီနောက်ဆုံးထားကရှောက်ထားနိုင်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့် ထီးချိုင်းမြို့နယ်မှာအမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတင်နန်းများပြန်လည်စတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးထီးချိုင်းမြို့နယ်တွင်အမျိုးသမီးကလေးသူငယ်ခွင့်ရေးဆိုင်ရာအသိပညာပေးတင်နန်း WCP ကိုစတေမာလာထဲမှာပြန်လည်စတင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ထို့သောတင်နန်းများပို့ချနိုင်ဖို့အတွက်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ် နီးပြအတင်နှန်းများပို့ချခဲ့ပြီးယခုလိုနောက်ဆက်တွဲစင်ပွားတင်နှန်းတွေကိုပြုလုပ်နိုင်တာပဲဖြစ်တယ်လို့သိရပါတယ်။ထီးခြားမြို့နယ်အတွင်းမှာပြုလုပ်တဲ့တင်နှန်းတွင်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မြို့သမီးလူခွင့်ရေးရာတာဝန်ခံတဦးကဥဆောင်ပြီးတင် जा ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အဆိုပါတင်နှန်းတွင်ကလေးသူငယ်ခွင့်ရေးသဘောတရားနဲ့အခြေခံမူကလေးခွင့်ရေးစာချုပ် CRC Sixth Grade Violations စစ်ပွဲအတွင်းကလေးသူငယ်တွေကိုထိခိုက်စေတဲ့ပြစ်မှု၆မျိုး ၊လိင်အခြေပြုအကြမ်းဖက်မှုများ (Gender Based Violence) မျိုးသမီးများအပေါ်ခွဲခြားမှုပပျောက်ရေး (CEDAW) စာချုပ်အကြောင်းစစ်ပွဲအတွင်းမှာကလင်းငယ်တွေကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့လူ့အခွင့်အရေးအခြေခံသဘောတရားတွေကိုတင်ကြားပို့ချခဲ့တယ်လို့ဖော်ပြထားပါတယ်။တင်နန်းသူအများစုသည်စေတနာဝန်ထမ်း၊ပညာရေးဝန်ထမ်းတွေဖြစ်လို့ကလေးသူငယ်အခွင့်အရေးတွေကိုပိုသိသွားတဲ့အခါတင် जा ရေးအတွက်ပိုအထောက်အကူပြုလာပါတယ်လို့တင်နန်းသူတို့ကလည်းမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် လူ့အခွင့်အရေးတာဝန်ခံစုစုပေါင်း102ဦးရှိပြီးမြို့သူမီလူ့အခွင့်အရေးတာဝန်ခံ25ဦးခန့်အပ်တာဝန်ပေးထားတယ်လို့သတင်းရရှိပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Video NUG သတင်းတော့ Carshell နဲ့ဗရဲပိုးတို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ